င်္ဂလာပါခင်ဗျာတပတ်အတွင်းသတင်းအစီအစဉ်ကကြိုဆိုပါရစေသမရတဲ့ဥထင်ကျော်တင်သွင်းတဲ့ပြည်ထောင်စုဝန်ကြီး၁၈ဦးကိုပြည်ထောင်စုလွှတ်တော်မှာမတ်လ၂၄ရက်နေ့ကကန့်ကွက်သူမရှိအတည်ပြုလိုက်ပါတယ်ဝန်ကြီး၁၈ဦးကိုအခုလိုအတည်ပြုခန့်အပ်လိုက်ပေမဲ့ဘယ်ဝန်ကြီးဌာနတွေကိုဘယ်သူတွေကတာဝန်ယူမယ်ဆိုတာကိုတော့ကြီးညာတာမရှိသေးပါဘူးဒီအစည်းအဝေးမှာသမရတဲ့ဥထင်ကျော်ပြည်သူလွှတ်တော်နဲ့အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတွေအဆိုပြုထားတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးအဖွဲ့ဝင်၉ဦးရဲ့အမိရှင်းကိုလည်းကြီးညာခဲ့ပါတယ်ခုံရုံးဥက္ကဋ္ဌနဲ့ အဖို့ဝင်စင်းကိုကန့်ကွက်လိုသူအနေနဲ့မနေ့ပြန်တင်သွင်းရမှာဖြစ်ပြီးတော့ကန့်ကွက်သူမရှိရင်မတ်စလာ28ရက်နေ့မှာအတည်ပြုမှာဖြစ်ပါတယ်ခင်ဗျပြည်သူ့အဆင့်ဝန်ကြီးဌာနတွေကိုရှော့ချလိုက်သလိုတိုင်းဒေသကြီးအစိုးရအဆင့်မှာလည်းဝန်ကြီးဌာနအရေးအတွက်ရှော့ချသွားဖို့စဉ်းစားနေတယ်လို့ NLD ပါတီပြောရေးဆိုခွင့်ရှိသူဒေါက်တာဇော်မြင့်မောင်ကပြောလိုက်ပါတယ်။မတ်လ24ရက်နေ့ကကျင်းပတဲ့မန္တလေးတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးပွဲအပြီးသတင်းတောက်တွေနဲ့တွေ့ဆုံစဉ်မှာဒေါက်တာဇော်မြင့်မောင်အခုလိုပြောခဲ့တာပါ။တိုင်းဝန်ကြီးချုပ်ဖြစ်ယာတာခံရသူလို့သတင်းထွက်ပေါ်နေတဲ့အပေါ် မင်းမြန်ရမှာတိုင်းဒေသကြီးနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေကို NLD ပါတီကိုယ်စားလှယ်တွေကိုပဲခန့်အပ်သွားမှာဖြစ်တယ်လို့ဒေါက်တာစောမြင့်မောင်ကအတည်ပြုပြောဆိုလိုက်ပါတယ်။ NLD အစိုးရတဲ့လက်ထက်မှာတာသနာရေးနဲ့ရည်ကြီးမှုဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ဖို့မကြသေးခင်ရပ်ပိုင်းကဒေါ်ဆန်းစုကြည်နဲ့ညှိနှိုင်းခဲ့တယ်လို့အစိုးရတဲ့ဝန်ကြီးအဖြစ်အဆိုပြုခံထားရတဲ့သူရဦးအောင်ကိုကပြောလိုက်ပါတယ်။ NLD ပါတီကအစိုးရဖွဲ့ခွင့်ရတဲ့အချိန်မှာကြာရတာဝန်ထမ်းဆောင်ပေးဖို့ဒေါ်ဆန်းစုကြည်ကပြီးခဲ့တဲ့နှစ်နှစ်ကျော်လောက်ခရဲကလွတ်တော်ထဲမှာကမ်းလှမ်းခဲ့တယ်လို့ဆိုပါတယ်။ ုင်ငံတော်နဲ့နိုင်ငံသားတွေရဲ့အကျိုးစီးပွားအတွက်အခြားပါတီတွေနဲ့လက်တွဲဆောင်ရွက်သွားဖို့ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ဖွဲ့စည်းပုံစည်းမျဉ်းအရဒီတာဝန်ကိုလက်ခံလိုက်တာလို့ဦးအောင်ကိုကပြောပါတယ်။စစ်ဆိုးရလက်ထက်မှာတာနာရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဖြစ်၁၇နှစ်ကြာတာဝန်ယူခဲ့တဲ့သူရဦးအောင်ကကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဘိုအလုံးမှုဆောင်ကော်မတီဝင်တဦးဖြစ်ခဲ့ပေမဲ့လက်ရှိမှာတာမန်ပါတီဝင်တဦးသာဖြစ်ပြီးပါတီရဲ့တည်ထောင်တာဝန်ထမ်းဆောင်နေတာမရှိဘူးလို့သိရပါတယ်။ပြည်အောင်စုလွှတ်တော်မှာအဆိုပြုထားတဲ့အဆိုရအဖွဲ့ဝင်၁၈ရောက်ရဲ့ကိုရီးအချင်းတွေကို ီရောင်စုလွှတ်တော်ရဲ့ Facebook စာမျက်နှာမှာဖော်ပြထားရမှာစီမံကိန်းနဲ့ဗန်ဒိုင်းဝင်ကြီးအဖြစ်ယာထားခံရတဲ့ဒဂုံမြို့တဲ့စိတ်ကမ်းမြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ်ဥကျော်ဝင်းရဲ့ပညာအရေးချိမှတ်တမ်းမှာအမေရိကန်နိုင်ငံ Brooklyn Park University က PhD ပါတယ်ကူပွဲရရှိခဲ့ကြောင်းဖော်ပြထားပါတယ်ဒီကတက္ကသိုလ်ဟာအင်တာနက်ကတဆင့်ဘွဲလက်မှတ်အတုတွေရောင်းချတဲ့ပါကစ္စတန်အခြေစိုက် online တက္ကသိုလ်တစ်ခုဖြစ်ကြောင်းလူမှုရေးစာမျက်နှာတွေမှာဝေဖန်ရေးသားခဲ့ကြပါတယ်ဒီကိစ္စနဲ့ပတ်သက်လို့ဥကျော်ဝင်းကိုမေးမြန်းရမှာဥကျော်ဝင်းက 2009ခုနှစ်လောက်မှာဒီတက္ကသိုလ်ကိုအွန်လိုင်းကဆင်ဆက်သွယ်ခဲ့ပြီးဘွဲ့ရရှိခဲ့တဲ့အကြောင်း2015ခုနှစ်မှာဒီတက္ကသိုလ်ဟာအတုဖြစ်ကြောင်းသိရပြီး PhD ဒေါက်တာဘွဲ့ကိုဖြုတ်ပစ်ခဲ့ကြောင်းဒါပေမဲ့ကိုရေးချင်းမှာတော့ကိုလုတ်ခဲ့တဲ့အလုပ်တစ်ခုအဖြစ်ရိုးရိုးသားသားဖော်ပြခဲ့တာဖြစ်ကြောင်း RFA ကိုပြောပါတယ်။ရခိုင်မျိုးသားပါတီ AMB ကိုစလဲ22ဦးနဲ့ဒေါအောင်ဆန်းစုကြည်အပါအဝင် NLD ပါတီတာဝန်ရှိသူတွေဟာမတ်လ24ရက်နေ့ကနေပြီးတော့စီပင်အဲ့ဒီအတာမှာတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ဆွေးနွေးပွဲမှာရခိုင်ပြည်နယ်အစိုးရဖွဲ့စည်းရေးအတွက်ညှိနှိုင်းဆောင်ရွက်ဖို့ NLD ပါတီကလက်ခံလိုက်ပြီးတော့လာမယ့်သတင်းပတ်မှာနောက်တစ်ကြိမ်ဆွေးနွေးကြမယ်လို့ရခိုင်မျိုးသားပါတီလွတ်တော်ကိုယ်စားလှယ်ဦးပေတန်းကပြောပါတယ်။ NLD ပါတီအတွင်းရေးမှုအဖွဲ့ဝင်ဦးဝင်းထင်ကတော့ရခိုင်ပြည်နယ်တိုးတက်ရေးအတွက်အနာဂတ်မှာပူးတွဲဆောင်ရွက်ကြဖို့သဘောတူခဲ့ကြတယ်လို့ပြောပါတယ်။ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် NLD ပါတီလွတ်တော်ကိုယ်စားလှယ်ဦးညီဘူးကိုခန့်အပ်မှာဖြစ်ပြီးအစိုးရအဖွဲ့မှာရခိုင်မျိုးသားပါတီ ANP အဖွဲ့ဝင်တွေနဲ့ပညာရှင်တွေပါဝင်မှာလို့လည်းဦးဝင်းထင်ကပြောပါတယ်။ ANB ပါတီဟာရခိုင်ပြည်နယ်အစိုးရအဖွဲ့ကိုဥဆောင်ဖွဲ့စည်းခွင့်ရဖို့ကြေညာချက်ထုတ်ပြန်တောင်းဆိုတာလည်းဖြစ်ပါတယ်ခင်ဗျပြည်သူ့လွှတ်တော်နဲ့အမျိုးသားလွှတ်တော်မှာဖွဲ့စည်းထားတဲ့တိုင်းရင်းသားရေးရာနဲ့ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီအဖွဲ့ဝင်တွေဟာလွှတ်တော်ရင်နာချိန်မှာလွှတ်တော်ဥက္ကဋ္ဌတွေရဲ့ခွင့်ပြုချက်ရယူပြီးတော့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့တွေ့ဆုံသွားမယ်လို့သိရပါတယ်လာမယ့်ဧပြီလအတွင်းသက်ဆိုင်ရာမဲဆန္ဒနယ်မြေတွေကလက်နက်ကိုင်အဖွဲ့တွေနဲ့တွေ့ဆုံဖို့စီစဉ်ထားတယ်လို့ပြည်သူ့လွှတ်တော်တိုင်းရင်းသားရေးရာနဲ့ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီအဖွဲ့ဝင်လွှတ်တော်ကိုယ်စားလှယ်ဦးစိုးထေးကပြောပါတယ် လက်နက်ကင်အဖွဲ့တွေနဲ့တွေ့ဆုံဆွေးနွေးမှုကနေရရှိလာတာတွေကိုလွှတ်တော်ကိုပြန်ပြီးတင်ပြသွားမယ်လို့လည်းပြောပါတယ်။ NLD မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ရေးရာကော်မတီတွေကိုအစ်စ်ပြန်လဲဖွဲ့စည်းဖို့အတွက်အရင်ကရှိပြီးသားစီးပွားရေးတဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ပညာရေးအပါအဝင်ကော်မတီပေါင်း12ခုကိုဖျက်သိမ်းလိုက်ကြောင်းပါတီဘိုအလုံးမှုဆောင်အဖွဲ့ကမဆလာ21ရက်နေ့ကကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ဒါအပြင် NLD ပါတီဝင်အနေနဲ့ဘိုအလုံးမှုဆောင်အဖွဲ့ဝင်ရဲ့ ခွင့်ပြုချက်ကိုရယူပြီးမှသာတခြားလူမကြီးအသင်းအဖွဲ့တွေမှာပါဝင်ခွင့်ရှိတဲ့အကြောင်းလဲပါတီဘိုအလုံးမှုဆောင်အဖွဲ့ဝင်ကညွှန်ကြားချက်တစောင်ထုတ်ပြန်လိုက်ပါတယ်ဒီလူမကြီးအသင်းအဖွဲ့တွေနဲ့ပတ်သက်တဲ့လုပ်ငန်းတွေကိုဆောင်ရွက်မယ်ဆိုရင်လဲပါတီဘိုအလုံးမှုဆောင်အဖွဲ့ရဲ့ကြိုတင်ခွင့်ပြုချက်ရယူရမယ်လို့အဲ့ဒီညွှန်ကြားချက်မှာဖော်ပြထားပါတယ်ခင်ဗျရက်ကကြည့်ပါအုပ်စုအုပ်ချုပ်ရေးဥပဒေမှာညဲ့ညက်နေတက်ခိုသူတွေအစင်းတန်ကြရမယ်ဆိုတဲ့ပုံမှာကိုပယ်ဖျက်မဲ့ဥပဒေချမ်းကိုလွှတ်တော်မှာဆွေးနွေးဖို့အတွက်လွှတ်တော်ကိုယ်စားလှယ်တွေကိုဖြန့်ဝေထားတယ်လို့သိရပါတယ်ရက်ွက်ကျွေးအောင်စု အုပ်ချုပ်ရေးဥပဒေပုံမှန်73စလိမ့်မှာတခြားရက်ကွက်ကြီးရွာအုပ်စုတွေကနေညိုက်တက်ခိုသူတွေအဲစင်းတိုင်ကြဖို့အဲစင်းစစ်ဆေးဖို့နဲ့ပြက်ကွက်ရင်အရေးယူဖို့ပြဋ္ဌာန်းထားတာပါဒီပြဋ္ဌာန်းချက်တွေဟာခေတ်စနစ်အရဒီမိုကရေစီစံချိန်စံနှုန်းတွေနဲ့မကန့်ညီသလိုနိုင်ငံတကာမှာလည်းမကျင့်သုံးတော့တဲ့အတွက်ပဖြက်တဲ့နဲ့ပုံမှန်ဖြစ်တယ်လို့ဥပဒေချမ်းမှာဖော်ပြထားပါတယ်ဒီဥပဒေချမ်းဟာတတိယအကြိမ်မြောက်ပြင်ဆင်တဲ့ဥပဒေချမ်းဖြစ်ပါတယ်